အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ well breaking news ပဲပေါ်ထားပါ breaking news ကနေပြပြန်လေပြီးကြိုလိုက်ပါတယ်အဲလက်ရှိမှာတော့ကျွန်တော်တို့ Chelsea ရဲ့သတင်းတွေကတော်တော်လေးကိုဒီနေ့မှာ update တွေကတော်တော်လေးကိုမြန်ဆန်နေတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါကျွန်တော်ဒါ source မတင်ပေးဘူးဆိုတာကျွန်တော် source တွေကမခိုင်းပါလို့ကျွန်တော်နေမတင်ပေးခဲ့တာဖြစ်တယ်လက်ရှိမှာတော့ Chelsea အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါကျွန်တော်တို့အပြောင်းအရွှေ့တွေကတော်တော်လေးကိုလှုပ်ခတ်လာခဲ့ပြီလို့ပြောလို့ရနေတာမှရှိတယ်ဒီနေ့ဒါကျွန်တော်နေ့လယ်ပိုင်းမှာလည်း Chelsea အသင်းနဲ့ United နဲ့ဖြစ်ပျက်နေတဲ့အပြောင်းအရွှေ့တချို့ကိုတင်ဆက်ထားခဲ့ပေးမယ်အခုလက်ရှိမှာ Chelsea ရဲ့တီးတက် news လေးကိုကျွန်တော်တင်ဆက်ပေးခြင်း နဲ့ Chelsea အသင်းအနေနဲ့အခုလက်ရှိ La Min ကဘို Club World Cup မတိုင်ခင်မှာကစားသမားတွေကိုအမြန်ဆုံးခေါ်ယူသွားခြင်းပြီးတော့ Club World Cup ကို Enzo Morrisca အနေနဲ့အကောင်ဆုံး challenge လုပ်သွားမယ်လို့သိရတယ်မှာပါတယ် Enzo Morrisca ကိုယ်တိုင်ကလည်းရှိမှာ Chelsea အသင်းတာ Champions League တာဝင်ခဲ့မယ်ဆိုရင်သူတို့ရဲ့လက်ရှိကစားဟိုကစားအပြောင်းရွှေ့ကဒီထက်ပိုပြီးတော့အများကြီးကောင်းလာမယ်လို့သူတို့နေယုံကြည်တယ်ဆိုပြီးပြောသွားခဲ့တော့ပြရမယ်အဲ့တော့လက်ရှိမှာတကယ်လည်း Champions League ဝင်သွားတဲ့အချိန်မှာ Chelsea အသင်းကအပြောင်းရွှေ့မှာတော်တော်လေးကိုမြင်မြန်ဆန်ဆန်အလုပ်လုပ်နေတဲ့အသင်းဖြစ်တယ်ဒါပေမဲ့လက်ရှိဒါနောက်ဆုံးရ update တွေကဒါအပြောင်းရွှေ့မှာ Liam Delap နောက်ပိုင်းမှာ နည်းနည်းလေးပြန်အေးသွားခဲ့ပြီဒီညအတွင်းမှာတော်တော်လေးကိုပြန်တက်လာခဲ့တာဖြစ်တယ်အဲ့တော့ Chelsea တင်းတစ်ခုလက်ရှိသူတို့ရဲ့ left wing နေရာအတွက်ဒါအပြောင်းရွှေ့မှာတော်တော်လေးကိုဒါကျွန်တော်တို့ movement တွေများလာခဲ့ပြီလို့ပြောလို့ရတယ်အခုလက်ရှိမှာ left wing နေရာအတွက် Chelsea ကတော့သူတို့ရဲ့ number 1ပြစ်မှတ်အတွက်ဒါကျွန်တော် Jimmy Giddens ကို target ထားလိုက်ပြီလို့သိရတယ်ဒီမှာပါတယ်အခုလက်ရှိမှာဒါကျွန်တော် Borussia Dortmund ရဲ့တောင်ပိုင်းကစားသမားအင်္ဂလန်ကစားသမားဖြစ်တဲ့ Giddens ကိုတော့ဒါကျွန်တော်တို့ Chelsea အသင်းကဒီ Club World Cup မတိုင်ခင်အမိခေါ်ယူခြင်းတယ်လို့ကျွန်တော်အနေနဲ့ဖတ်မိရတယ်မှာပါတယ်။လက်ရှိမှာ Chelsea အသင်းကဒါကျွန်တော်ဖတ်မိရတာအခုလက်ရှိမှာကစားသမားနေတော့ပုဂ္ဂိုလ်ကြီးရာရဒါကျွန်တော်ဘောတူညီမှုအတွက်တောက်လျှောက်စကားပြောနေတဲ့သတင်းတွေထွက်ခဲ့ပေမဲ့ဒါကျွန်တော်တိရတလောက်ကိုပြောမယ်ဆိုရင်တော့ Borussia Dortmund နဲ့တော့တရားဝင်စကားပြောထားခြင်းတော့မရှိသေးဘူး။ Gittins နဲ့ဒါကျွန်တော် Chelsea အသင်းကလွန်ခဲ့တဲ့ရက်သက်တပတ်အနည်းငယ်ကလေးကတရားဝင်စကားပြောဆိုမှုတချို့ရှိခဲ့ပေမဲ့ဒီနေ့မှာ Chelsea ကစိတ်ဝင်စားတယ်ခေါ်ခြင်းတယ်လောက်ပဲတိရတာဖြစ်ပြီးတော့တကယ်နဲ့လောက်ထိ push တွန်းအားတစ်ခုရှိလာမယ်လို့ကျွန်တော်နေမထင်နိုင်ခဲ့ဘူး။ဒါပေမဲ့လက်ရှိမှာ Chelsea က ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါတွန်းအားပေးနေတဲ့အသည်သည်ဖြစ်လာခဲ့တော့ဂျေမီကင်တင်စကိုတော့သိကြတယ်မဲ့လက်ရှိမှာဒီကစားသမားငငယ်ငယ်လေးရှိသေးတယ်ဒါကြောင့်လက်ရှိအင်္ဂလန်သားလည်းဖြစ်တယ်ဒါပြောစရာမလိုဘူးလက်ရှိမှာဒါဘရုရှားတော်မူမှာလည်းဒါခြေစွမ်းပြထားတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ကင်တင်စကဒါကျွန်တော် Chelsea အသင်းလက်ရှိမှာလိုအပ်နေတဲ့ left winger နေရာအတွက်ဒါကျွန်တော်တို့ဦးစားပေးပြမဲ့တကူနေနဲ့ခေါ်ယူလို့အတွက်ဒါ Chelsea အသင်းပြင်ဆင်လာခဲ့တယ်အ Chelsea အသင်းကခုလက်ရှိမှာဒါကျွန်တော်တရားဝင်ဒါဂျေမီကင်တင်အတွက်ဒါကျွန်တော်တို့မကြခင်မှာဒီရက်သက်တပတ်အတွင်းမှာပေါ့နော်ဒါဒီရက်အိပေါ့ဒီရက်တော့ဒီရက်ပိုင်းအတွင်းမှာဒါဘရုရှားတော်မူနဲ့တရား ဝင်စကားပြောမှုရှိတယ်အခုလက်ရှိမှာတတ်နေတဲ့တရားစရာတရားဝင်စကားပြောနေတယ်ဆိုရယ် source တွေက TFI DS ပဲရှိရတယ်နည်းနည်းလေးဒါကျွန်တော် source ရအားဖြင့်အားနည်းသေးတယ်ဒါပေမဲ့လက်ရှိသတင်းတွေကကစားသမားကိုတော့ဒါ Chelsea အသင်းနဲ့လွန်ခဲ့တဲ့ဒါအပတ်ဒီကဲကတရားဝင်စကားပြောဆိုမှုပြုလုပ်နေတာဖြစ်ပြီးတော့ကစားသမားသားအစဉ်ပြေခဲ့မှာဆိုချက်စီးသိနေတာဘူရီရှာဒေါ်မွန်ကိုတရားဝင်ဒီအပိုင်းအတွက်မှာစကားပြောတော့မယ်လို့သိရတယ်မှာပါအဲ့တော့ဘူရီရှာဒေါ်မွန်နေတဲ့ဒီကစားသမားအတွက်ဘယ်ဘယ်စည်းသတ်မှတ်သွားမယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းအခုလက်ရှိမှာတော့ကျွန်တော်ဖတ်အပ်လောက်ပေါ့နော် ဂီတင်စကိုတာကျွန်တော်ပေါင်တန်း90ယူရိုတန်း60ပတ်ချလဲဝိညာဉ်ကြဘူလူရှာဒေါ်မွန်တရအသိနေနဲ့ကြာဒီဈေးသက်ဈေးသက်မှတ်သွားနိုင်တယ်ဆိုတဲ့သတင်းဒီတော့ရှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါအဲ့ဒါကလက်ရှိမှာဘယ်လောက်ထိခံလဲဆိုတာဒီသတင်းကိုတင်ဆက်လို့ရတ TF4 TF5 လောက်တော့မရှိရတော့တချက်တော့ဆောင်ချင်အဲ့တော့လက်ရှိမှာဒါကျွန်တော် market value ကဒီကစားသမားကတော့ယူရိုတန်း90ရှိတယ်ဒါကျွန်တော် ပေါင်နဲ့တမဆိုပေါင်40 45သန်းပတ်ချလဲဝင်ညညာရှိအဲ့တော့ဒီကစားသမားကလည်းရှိမှာအင်္ဂလန်နိုင်ငံသားဖြစ်ပြီးတော့သိပြီးပြောကြမှာဘူးဒါပေမဲ့ဒီကစားသမားမှာစာချုပ်တန်းရ3နှစ်ရှိသေးတယ်လို့ကြားသိရတယ်မှာပါအဲ့တော့ဒီကစားသမားမှာလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းရှိလားကျွန်တော်ဖတ်မိရတော့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးတော့မရှိဘူးလို့သိရတယ်မှာပါတယ်ဘိုရီရှာတော်မူနဲ့လာမင်နွေရာဒီမှာသူတို့ရဲ့အသင်ပြောင်းလဲမှုအတွက်ငွေလူနဲ့ကြောင့်မဂျမီဂေဒင်စ်ကိုတော့ထိုက်တဲ့ဈေးရရောင်းသွားဖို့တော့ပြင်ဆင်လာခဲ့တယ်သူတို့နဲ့အကြာကြီးဆောင်တော့မှာပဲဂျမီဂေဒင်စ်ကိုကောလာဟာလာတွေပေါင်တန်း90ပတ်ချလဲယူရိုတန်း60ပတ်ချလဲရမယ်ဆိုရင်တော့သူတို့နဲ့ရောင်းချပေါင်းမှာဖြစ်တယ်ကစားသမားရဲ့လုက္ခ ခလာဇာကလက်ရှိမှာ Chelsea အသင်းပေးနိုင်တဲ့လောက်ခလာဇာဖြစ်ပြီးတကယ်ကိုအရင်ကြီးမများတဲ့ကစားသမားတစ်ယောက်ဖြစ်တော့ဒါ Chelsea အသင်းနဲ့အခုလက်ရှိလာမယ့်နေရာဒီမှာသူတို့နဲ့အယောင်းလေးကျမ်းမှာဖြစ်တော့အဝင်လေးကျမ်းမယ်ဆိုအကုန်လုံးသိပြီးသားဖြစ်လေအဲ့တော့ဒါ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါကြောင့် Jimmy Ginnis ကို Club World Cup မတိုင်ခင်ခေါ်နိုင်မှာလားဆိုတဲ့ချက်တော့ဆောင်ဒါပေမဲ့ကစားသမားသာမိစိန်ပြမယ်ဆိုရင် Chelsea အသင်းကဒါကျွန်တော်မြင်ကြည့်တာဗောနော် Borussia Dortmund ကို AAC စကားပြောမယ်ဒါဒီရပိုင်းအတွက်မှာ Jimmy Ginnis ကိုခေါ်ယူနိုင်မယ်လို့မြင်နေဒါပေမဲ့ Chelsea အသင်းနဲ့အခုလက်ရှိမှာ Jimmy Ginnis ကမခေါ်ယူနိုင်ခဲ့ဘူးဆိုရင်ဒုတိယမြောက်ပလန်အနေနဲ့အလာဟောင်ဒိုကနာချိုပြတ်မှတ်ထားတဲ့ ်အလာဟာဒူကာနာချိုနည်းနဲ့ခုလက်ရှိမှာသူ့ရဲ့အကူဖြစ်တဲ့ရောဘတ်ကာနာချိုကချက်ဆီသင်းကိုသူ့ညီကိုခေါ်မလားဆိုတဲ့ offer တွေကိုတောက်လျှောက်လုပ်နေတာဖြစ်ပြီးချက်ဆီဘက်နဲ့တောက်လျှောက်တာကျွန်တော်တို့ရောဘတ်ကာနာချိုတို့အိုဆူနဲ့တောက်လျှောက်စကားပြောနေတယ်လို့လည်းသိရတယ်မှာပါတယ်အလာဟာဒူကာနာချိုရဲ့အနာဂတ်ချက်ဆီမှာဟုတ်ဒါ United မှာမရှိတော့တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့သူ့ရဲ့ညီကိုဒါခေါ်ဖို့အတွက်တောက်လျှောက်တွန်းအားပေးနေတဲ့အတွက်ကြောင့်ဒါဟာစိတ်ဝင်စားဖို့အဲ့တော့ချက်ဆီသင်းကလာမယ့်တွေ့ရတယ်ဒီ left wing နေရာအတွက်အဓိကကလပ်ဘောကတ်မတိုင်ခင်မှာအဓိကခေါ်ယူသွားဖို့အတွက်ပြည်ကြီးမမကျွန်တော်ဒါစူးစမ်းဆိုလုံးဝလုံးဝငင်းစရာမလိုအဲ့တော့ချက်ဆီသင်းအနေနဲ့ဒါဒီမ င်းလာလက်ရှိမှာအပြောင်းရွှေ့တာမဟုတ်ဘူးဒီတက်ပို့ပြီးကျန်းတဲ့အပြောင်းရွှေ့တွေတော်တော်လေးကိုများတယ်တဲ့မှာပါတယ်ချက်စင်းတဲ့အခုလက်ရှိမှာတော့ကျွန်တော်တို့နော်နီမာဒူဝီကီကိုဒါကျွန်တော် လက်ဟိုအပြောင်းရွှေ့တဲ့လက်ခံသွားမယ်ဆိုတဲ့သတင်းတွေတွေသိရတဲ့မှာပါတော့လက်ရှိမှာတော့ကျွန်တော်နော်နီမာဒူဂီကိုလက်ရှိမှာကျွန်တော်စီအသိနေလာမင်းနွေရာဒီမှာထိုက်တဲ့နဲ့ကမ်းလှမ်းမှုတချို့သာရရှိခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့လက်ခံပွားဖို့အတွက်လည်းကြိုးစားသွားမယ်လို့သိရတဲ့မှာပါအဲ့တော့ချက်စီအသိနေလာမင်းနွေရာဒီမှာသူတို့တို့ကဒါကျွန်တော်တို့လက်ရှိရှိရင်းဆွဲတောင်ပံကစားသမားတချို့ကိုလည်းရောင်းချသွားဖို့အတွက်သတင်းတွေထွက်လာအဲ့တော့ကောလန်ဟာလာတွေလက်ရှိမှာကျွန်တော်မေးကြ net 2ကိုအယောင်စင်းတင်ထားဆိုအယောင်စင်း net 2ကိုတင်ထားတဲ့သတင်းကကျွန်တော်အနေနဲ့လုံးဝမတွေ့မိဘူးညီကိုတို့ဘယ်ကတွေ့လာမှဖြစ်လက်ရှိမှာကျွန်တော်ချက်စီရဲ့ tier 1လက်ရှိသတင်းတွေကိုတောက်လျှောက်ဖတ်ပုံရဆိုတော့ ချက်စီးတင်းက net 2ကိုတော့အယောင်စီးမတင်သေးဘူးဆိုတော့ net 2ကလက်ရှိမှာချက်စီးတင်းရဲ့တောင်းပန်မှာအဲကြောင့်ကလပ်ဘောကတ်မှာအာကူအမဲ့ကစားသမားနေရာနဲ့ချက်စီအသင်းမြင်နေချက်စီအသင်းနဲ့ net 2ဆိုတာကျွန်တော် left wing က right wing ကနှစ်နေရာလုံးဆော့နိုင်တဲ့ကစားသမားတစ်ယောက်နေတယ်အာကူအရတဲ့ကြောင့်လာမင့် ရာသီတခုကိုတော့ဒါ net တိုးကိုအားကိုးအောင်မယ်လို့သိရတယ်မှာဘာအဲ့တော့ chelsea တင်းနဲ့ net တိုးကိုလာအယောင်စီးတင်နေဆွဲတဲ့တင်းကလက်ရှိမှာကျွန်တော်အနေနဲ့ကြားတော့ကဒါမဟုတ်ဘူးလို့ပြောပြအဲ့တော့ဒါပေမဲ့လက်ရှိမှာ chelsea တင်းနဲ့ကြံတဲ့တောင်ပန်းကစားသမားဖြစ်တဲ့ nonny madueki ကိုတော့ဒါကျွန်တော်ရောင်းချသွားဖို့တရေဝင်စိတ်ကူးနေဖြစ်ပြီးတော့ nonny madueki ကိုအခုလက်ရှိမှာတချို့သောအသင်းတွေအနေနဲ့တောက်လျှောက်ဒါကျွန်တော်စိတ်ဝင်စားတယ်အဲ့တော့လက်ရှိမှာကြားတော့က brentford အသင်းစိတ်ဝင်စားတယ်တန်တက်လာတဲ့အသင်းတွေဖြစ်တဲ့ burnley စိတ်ဝင်စားနေတယ်ဒါကျွန်တော်ရဲ့အသင်းဖြစ်တဲ့ tottenham hotspur အသင်းကလည်းဈေးချိုချိုသာသာနဲ့ရမယ်ဆို nonny madueki ကိုစိတ်ဝင်ဒါပေမဲ့ nonny madueki အခုလက်ရှိမှာစိတ်ဝင်စား ားဆုံး club ကိုပြောပါဆိုရင်တော့ AC Milan ပဲ AC Milan နဲ့ခုလက်ရှိမှာဒီကစားသမားကိုလာမယ့်ညွေရာဒီညွေရာဒီအပြောင်းရှင်မှာခေါ်ယူခြင်းနေပြီးတော့ငကိုတဲ့အတားကျွန်တော်တို့ AC Milan နဲ့ဒါကျွန်တော်တို့ Chelsea နဲ့ကြားတဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရွှေကြောင့်မို့ဒါ Nonni Maduiki ရဲ့နောက်ဆုံးရောက်သွားနိုင်တဲ့နေရာက AC Milan ဖြစ်သွားမယ်ဆိုတဲ့သတင်းတွေလေတောက်လျှောက်ထွက်ပေါ်လာခဲ့တော့တွေ့ရအောင်အဲ့တော့ Chelsea တင်းနဲ့ဒီနားမှာရန်နေမှာမဟုတ်ဘူး Chelsea တင်းနဲ့ကျွန်တော်လာမယ့်ညွေရာဒီမှာတကယ်ကိုအကြီးမားဆုံးပြောင်းလဲမှုတွေပြုလုပ်သွားမယ့်နေရာမှာရှိတယ်အဲ့ဒါကျွန်တော် Club World Cup မှာသူတို့အနေနဲ့အခုလက်ရှိ squad ကသူတို့ရဲ့ squad က Club World Cup စံကြီးမမြည်ဘူးလို့ Chelsea အသစ်နဲ့ခန်းစားအဲ့တော့ဒီအခုလက်ရှိအပြောင်းအရွှေ့ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ club boga စဖို့အချိန်ကအရန်မလိုတော့အဲ့တော့အရန်မလိုတဲ့အချိန်တခုမှ Chelsea အသစ်ကအမြန်ဆုံးလှုပ်ဆောင်သွားအဲ့တော့ဒီကြားထဲမှာ Chelsea အပြောင်းအရွှေ့တင်နေကျွန်တော်ခက်ဆဲဆဲဆက်ပြီးတင်ပေးမယ် Chelsea အသစ်အပြောင်းအရွှေ့ကလက်ရှိမှာတော်တော်လေးကိုကြည့်အဲ့တော့လက်ရှိမှာရှီရင်ဆွဲကစားသမားတွေကိုရောင်းချသွားဖို့တည်းလေ Chelsea အသစ်ပြင်လာခဲ့တယ်ဒါကစားသမားတော်တော်များကိုလည်းအယောင်စီးတင်ဖို့အတွက် Chelsea အသစ်ပြင်လည်းပြင်ခဲ့ပြီးတော့လက်ရှိမှာတရင်လေအဲ့တော့ဒီတရင်နဲ့ပတ်သက်ပြီးကျွန်တော်ဒါမနေ့ဖြန်ကြရင်ဗီဒီယိုတက်တက်တပုတ်ဒါ Chelsea အသစ်ဘယ်ကစားသမားရဲ့အယောင်စီးတင်လဲဆိုတော့တက်တက်ရိုက်ပေးမယ်အခုလက်ရှိမှာတော့ ချက်စီတဲ့ Jimmy Giddens ကိုဒါကြတော့ club walker မတိုင်ခင်အပိသက်ခေါ်ယူဖို့အတွက်တောက်ရှော့တောက်ရှော့စူးစမ်းနေတော့တယ်အဲ့တော့ဒါချက်စီတဲ့ခုလက်ရှိမှာ Liam Delap ကိုလည်း medical book လုပ်ပြီးဖြစ်ပြီးတော့တရားဝင်ကျွန်တော်ထင်တာဒီနေ့ညဒါမှမဟုတ်မနက်ဖြန်မှာမှ Liam Delap နဲ့ပတ်သက်ပြီးတော့တရားဝင်ကြေညာမယ်လို့မြင်နေချက်စီတဲ့ဒါတိုက်စစ်မှုနေရာတော့လည်းအခုလက်ရှိမှာအပူတပြင်းစတင်ပြီးစူးစမ်းနေဖြစ်အခုလက်ရှိမှာရထားတဲ့ကစားသမား၄ယောက်ထိရှိတယ်ဆိုတော့ကောလာဟာလာဆက်ဆံတတိယလက်ထွက်အဲ့တော့ချက်စီရဲ့အပြောင်းရွှေ့ကတကယ်ကိုလမ်းပြန်ထွက်နေတဲ့တတိယနေနဲ့တူတာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချိန်ဒီမှာရှိတယ်အဲ့တော့ကျွန်တော်အမြင်ပြောမှာဆိုချက်စီတဲ့ club walker မတိုင်မှာသူရဲ့ နံပါတ်1 priority နံပါတ်1အရေးကြီးဆုံးကစားသမားကိုကျွန်တော်အမြင်အရပြောမှာဆို left wing နေရာကိုသူတို့နေခေါ်ယူမယ်လို့မြင်တယ်ပြီးတော့အဓိကတော့တိုက်စစ်မှာ Liam Delap ရှိသွားတဲ့အတွက်ဒါနီးပြအနေနဲ့ Enzo Morris ကသူ့ရဲ့တိုက်စစ်ပိုင်းနည်းနည်းလေးလုံသွားပြီလို့မြင်ရတယ်ဒါပေမဲ့ Chelsea အသင်းနဲ့ဒါကျွန်တော်ရဲ့ personal အခုလက်ရှိမှာမလူတဲ့နေရာကိုကွင်းလဲပါမယ်ကိုပါမမိုက်တဲ့ဒါကျွန်တော်တို့အာဘဘူး အာကိုက်စီလိုမိုက်တယ်ဒါကျွန်တော်တို့လက်ရှိလာဗီယာမိုက်တယ်အန်ဇူဖာနန်နက်စ်မိုက်တယ်တော့ချယ်ဆီအသင်းရဲ့လက်ရှိကွင်းလည်ကတော့လက်ရှိကျွန်တော်အနေနဲ့တကယ်ကိုဆောင်းအောင်မိုက်တယ်လို့မြင်တယ်ဒါပေမဲ့ချယ်ဆီအသင်းပြင်မယ်ဆိုရင်ခုနကပြောသလိုလက်ရှိမှာသူတို့ပြင်နေတာမှန်တယ်လို့မြင်တယ် left wing striker ခန်စစ်ဂိုးသမားအဓိကပြင်ရမယ်လို့မြင်တယ်အဲ့တော့ချယ်ဆီအသင်းနဲ့ဒါဂိုးသမားကိုစိတ်ဝင်စားတာတချို့ရှိမယ်အခုလက်ရှိမှာဒါတိကျတဲ့ source တွေကတိတ်ပြီးမထွက်သေးဘူးအဲ့တော့လက်ရှိမှာချယ်ဆီအသင်းနဲ့ဂိုးသမားကိုလည်းလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ဒါဇီဂျီဂျီကစားသမားကိုလည်းပြင်ဆင်နေတယ်အဲ့ဒါပေမဲ့တော့ညလည်းအခုလက်ရှိမှာ hot အဖြစ်ဆုံးကတော့ချယ်ဆီအသင်းနဲ့ Giddens ကိုခေါ်ယူဖို့အတွက်လက်ရှိမှာအခြေ င်တွေအကောင်းဆုံးဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ Gittins ကို Chelsea အသင်းရဲ့ဒီနှစ်ရဲ့ဒုတိယမြောက်ခေါ်ယူမှုတစ်ခုဖြစ်လာမလား။ဒါကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်။နောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ဒီ Before You တို့မှာကျင်းလို့ဆိုတော့ပေါင်ကူကြည့်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ပြ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုရင်ဒီ Before You တဲ့လင်းလေးတွေကိုထည့်ပေးထားကြပါကြောင်းတော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုရင်ဒီ Before You တွေလင်းလေးတွေကိုထည့်ပေး းထားခြင်းပဲကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရညံ့များလေးလက် clip ဖို့မမေ့ကြပါနဲ့ဟုတ်ညံ့များ clip မှာမြန်မြန်အားဖြစ်ပါတယ်အားလုံးပဲကြိုတူပါရကျွန်တော်ဒီနောက်မှာ AC တွေ့ကြရပါဘို့ဒေးပါပါဗျာ